အသက်ဘေးနီးတဲ့ချစ်မြတ်တာမင်္ဂလာပါဇောနိုင်ဟောရာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့အသက်ဘေးနီးတဲ့ချစ်မြတ်တာဆိုတဲ့ထိုင်းဘာသာပြန်ဇာတ်လမ်းလေးကိုပြန်လည်တင်ဆက်ပေးမှာဖြစ်ပါတယ်နားဆင်ကြည့်ပါဦးခင်ဗျာအသက်ဘေးနီးတဲ့ချစ်မြတ်တာအရန်ကိုတာယာလှပတဲ့တောရွာလေးတွေမှာနှင်းစီဆိုတဲ့မိန်းကလေးတစ်ယောက်ရှိပါတယ် သူမဟာမိဘများမရှိတော့ပဲတယောက်တည်းဘွားကိုရိုးရိုးသားသားနဲ့ကြိုးကြိုးဆဆဖြတ်တန်းနေသူတွေတူဖြစ်ပါတယ်။တရက်မှာတော့သူမကရွာမှာနေရတာပျော်ရွှင်ပေမဲ့သူ့ရဲ့ရှေးရရလည်းရှိသေးတာကြောင့်စီးပွားရေးလုပ်ဖို့အတွက်ရွာနေမြို့ပြောင်းလာခဲ့ပါတယ်။မြို့ရောက်ပြီးအိမ်ပြောင်းလာတာတိတ်မကြသေးတာမို့ဘသူ့ကိုမှမသိတယ်လို့မိတ်ဆွေလည်းမရှိပါဘူး။ နေတိုင်းသူမဟာအလုံသွားဖို့မနဲ့စောစောထားပါတယ်ဒီနေ့မနေ့မှာလဲသူမဟာနေစဉ်ပြုတ်နေကြအတိုင်းမြို့တဲအလုပ်ကိုလမ်းလျှောက်သွားနေခြင်းနောက်ကနေကားတစ်စီးမောင်းပြီးလိုက်လာပါတယ်အဲ့ဒီကသူ့ကိုကြော်မောင်းသွားပါတယ်ပြီးမှလမ်းမေးထိုးရလိုက်ပြီးနှင်းစီကို စကားနှမ်းပြောပါတယ်ကားပန့်ရှင်ကတော့ချောမောလာပါတဲ့လူငယ်လေးတယောက်ပဲဖြစ်ပါတယ် နားရီဘယ်လိုသွားမှာလဲဟင်လမ်းရှောင်းမှာဝေးရင်လမ်းကြောင်လိုက်ခဲ့ပါလားလို့လူငယ်လေးကခမင်းရင်းနှီးစွာနဲ့စကားဆပြောပါတယ်နင်းစီကလည်းချက်ချင်းပဲပြန်ပြေးလိုက်ပါတယ်အော်ကျမအလုပ်သွားမှာရှင်အကူကဒီမျိုးရလားအလုပ်ကိစ္စရှိရင်နောက်ကျနေပါမယ်ရပါတယ်ဗျာကိစ္စမရှိပါဘူးမျိုးတွေကိုလမ်းကြောင်လိုက်ခဲ့ပါကျွန်တော်ပို့ပေးပါမယ် နင်းစီဟာဒီလူငယ်ရဲ့ရင်မွန်ပေးအထက်တန်းကျတဲ့ပုံစံကြောင့်သူ့အတွက်အနေမရှိနိုင်ဘူးလို့ယူဆမိပါတယ်။အလောက်ကလည်းနောက်ကျနေတာကြောင့်ကားပေါ်တက်ခါလိုက်ပါလာပါတော့တယ်။လမ်းမှာတော့သူတို့နှစ်ယောက်စကားပြောရင်းနဲ့ပုံမရင်းနှီးသွားကြပါတယ်။လူငယ်မြေကကောင်းမြတ်လို့ခေါ်ရဲဆိုတာကိုလည်းသူသိသွားပါပြီ။ကောင်းမြတ်ကနင်းစီကို အလောက်ကွင်အထိလိုက်ဖို့ပေးလို့နင်းစီတယောက် မျိုးထဲမှာဈေးဆိုင်ငယ်လေးဖွင့်ထားတယ်ဆိုတာကိုလည်းကောင်းမြတ်သိလိုက်ပါပြီ။အဲ့ဒီချိန်မှာကောင်းမြတ်ကဆိုင်လိမ့်စာတည်သွားတာကြောင့်ညနေပိုင်းမှာလားကျုပ်ပေးမယ်လို့ပြောပါတယ်။နင်းစီရလည်းသဘောတူလိုက်ပါတယ်။ကောင်းမြတ်ကနှုတ်ဆက်ပြီးပြန်သွားရင်တော့နင်းစီဟာသူ့ဆိုင်ကိုသွားပြီးအလုံးလုံးနေပါတော့တယ်။သူမဟာလုံလဝရီရရှိပြီးအလောက်ကို အာယုံဆိုင်လုတ်တဲ့သူတယောက်ဖြစ်ပါတယ်။ သူမဘွားအစဉ်ပြေချမ်းသာဖို့နဲ့လုပ်ငန်းကိုချက်တွင်ဖို့အိမ်မက်တွေအများကြီးရှိနေပါတယ်။နင်းစီတရတနေ့ကောင်းအလုပ်လုပ်ပြီးညနေပိုင်းရောက်တော့ချိန်ထားတဲ့အတိုင်ကောင်းမြတ်ကိုစောင့်ကြိုနေပါတယ်။နိုင်အတော်ချာစောင့်ဝင်မဲ့ကောင်းမြတ်တရ ပေါ်မလာခဲ့ပါ။ကောင်းမြတ်ဟာသူပြောထားတဲ့ကလေးဖြတ်သွားပြီလို့ထင်လိုက်ပေမဲ့မကြခင်မှာပဲရောက်လာပြီးအစည်းအဝေးကြောင့်နောက်ကျတယ်ဆိုတာတောင်းမှန်ပါတယ်။ နှင်းစီကဘာစကားမှပြန်မပြောတဲ့အခါကောင်းမြတ်ကအကြကြီးစောင့်နေရတဲ့အတွက်တောင်းမှန်တဲ့အနေနဲ့ညစာကျွေးဖို့ဖြစ်ပါတယ်။အဲဒီမှာပဲသူတို့နှစ်ယောက်တယောက်နဲ့တယောက်ပိုပြီးရင်းနှီးနားလည်သွားကြပါလေ။နှင်းစီအလုတ်ကို နေတိုင်းချင်းချင်းလမ်းလျှောက်သွားရတယ်ဆိုတာကိုလည်းသူနဲ့လမ်းကြုံတဲ့အတွက်နေတိုင်းအဖို့ကျော်လုပ်ပေးမယ်လို့ဆိုလာပါတယ်။နှင်းစီကလည်းမငင်းတော့ပဲ အတူလိုက်ဖို့သဘောတူလိုက်ပါလေ။အဲ့ဒီနေရာဆပြီးသူတို့နှစ်ယောက်တိတ်ရင်းနှီးသွားကြပါလေ။ကောင်းမြတ်ဟာနှဲစီအိမ်ထိနေတိုင်းလာကြပါလေ။နှစ်ယောက်သားနေတိုင်းအတူတူအလုပ်သွားကြပါလေ။ဒီလိုနဲ့တယောက်ကတယောက်တန်ရောစင်ညစ်တွေ့လာကြပြီးတယောက်နဲ့တယောက်လားနဲ့ချီကလေးလာရင်နဲ့မကြခင်မှာပဲသူတို့နှစ်ယောက်စစ်သူတွေဖြစ်သွားကြပါလေ။ကောင်းမြတ်ဟာနေတိုင်း နှင်းစီကို အကူအညီပေးပါတယ်။နှင်းစီဟာတော့ကောင်းမြတ်ဟာနုညံ့တိမ်မွေ့ပြီးဆယ်ရင်ကောင်းရှိရသူလို့ယူဆမိပါတယ်။ဒါကြောင့်နှင်းစီဟာသူ့ချစ်ကိုလက်ခံခဲ့ခြင်းဖြစ်ပါတယ်။ချစ်သူတွေဖြစ်ပြီးအချိန်ကြာလာတဲ့အခါမှာလည်းသူတို့နှစ်ယောက်အရာအားလုံးအဆင်ပြေနေကြပါတယ်။ကောင်းမြတ်ကလည်းလုံလဝရိယရှိပြီးအလောက်ကိုအာယုံဆိုင်လုံတတ်သူတယောက်ပဲဖြစ်ပါတယ်။ယောင်ကအလောက်ပြီးတိုင်း နင်းစီဆိုင်ကို ပြန်လာပြီးတော့အကူအညီပေးရပါတယ်။နင်းစီရဲ့လုပ်ငန်းဟာ အခုချိန်မှာ အတော်လေးတိုးတက်ကောင်းမွန်နေတာပဲဖြစ်ပါတယ်။နေရာများစွာကိုစိုင်ွယ်တွေထပ်ဖွင့်ဖို့တောင်းစဉ်းစားနေရပါပြီ။ဒါကြောင့်နင်းစီဟာအလုတ်အရမ်းများနေပါတယ်။ဒါပေမဲ့ကောင်းမြတ်လို့လူမျိုးဘေးမှာရှိနေတော့သူမအတွက်စိတ်ချမ်းသာရပါတယ်။သူတို့နှစ်ယောက်စစ်တူတွေဖြစ်ကြတာနှစ်ချီပြီးကြားလာတဲ့အခါကောင်းမြတ်က နန်းစီကိုလက်ထက်ခွင့်တောင်းပါတယ်။နောက်ဆုံးသူတို့နှစ်ယောက်လက်ထပ်လိုက်ကြပါတယ်။လင်မယားနှစ်ယောက်ရဲ့အိမ်တော်ကြီးဟာအစပိုင်းမှာအဆဆရရအဆင်ပြေပါတယ်။လက်ထပ်ပြီးနောက်နန်းစီရဲ့လုပ်ငန်းဟာပုံမတော်တက်ကောင်းမွန်လာတဲ့အတွက်စိုင်ခွဲတွေများစွာချက်ထွင်လာရပါတယ်။ဒါကြောင့်နန်းစီဟာလင်ဖြစ်သူကောင်းမြတ်ကိုဘီယူဆိုင်ဖို့အချိန်မရှိသလောက်ဖြစ်နေပါတယ်။ကောင်းမြတ်ကတော့ ူနဲ့အသက်အရွယ်တူအခြားတငယ်ချင်းတွေဟာမိသားစုနဲ့တာသမီတွေရှိကြအောင်မြင်တော့သူလည်းတာသမီရချင်လာပါတယ်။မိဘတွေကလည်းရဲချစ်ချင်လာတယ်လို့ဆိုကြပါတယ်။ဒါပေမဲ့သူကဒီကြောင်နှင်းစီကိုပြောတိုင်းနှင်းစီကအပြင်းစင်ရသေးဘူးလို့ပြန်ပြောတတ်ပါတယ်။အကြောင်းကတော့လုပ်ငန်းကချက်ထွင်နေစဲဖြစ်ပြီးတာသမီရရင်လုပ်ငန်းကိုထိခိုက်မှာစိုးရိမ်တယ်လို့ဆိုပါတယ်။ နင်းစရာသူ့ယောက်ျားဖြစ်သူကို နောက်ထပ်တစ်နှစ်လောက်စားမှုတောင်းဆိုပါတယ်။လုပ်ငန်းပုံမိုကောင်းမွန်လာမှ သာသမီယူဖို့စင်တင်းဖြစ်မယ်လို့ဆိုတဲ့အခါကောင်းမြတ်မကြေမနက်ဖြစ်လာပါတယ်။လက်ရှိစီးပွားရေးအခြေအနေကကောင်းနေပြီးငွေရေးကျေးရေးအတွက်လည်းဘာမှစိုးရိမ်စရာရှိမနေပါဘူး။ဒါကအကြောင်းပြချက်အမျိုးမျိုးပေးနေတဲ့အတွက်သူစဉ်းစားမိလာပါတယ်။နင်းစီငါ့ကိုမချစ်လို့လား တခြားသူရှိနေသလားဂျိမ်ပန်များစွာနှင်းစီရအကြောင်းပြတောင်းပန်ခဲ့ပေမဲ့ကောင်းမြတ်စိတ်ထဲမှာတန်တရားဝင်လာပါတော့တယ်။ဒါကြောင့်သူတို့နှစ်ယောက်ကြားသဘောထားမတိုက်ဆိုင်မှုတွေခဏခဏဖြစ်လာပါတယ်။နေတိုင်းနေပါတယောက်နဲ့တယောက်နနေချင်းဆန်တိုင်းတိုင်းစကားတောင်ကောင်းကောင်းမပြောနိုင်တော့ပါဘူး။စကားပြောတိုင်းပြန်ဖြစ်ကြပါတယ်။ကောင်းမြတ်ဟာနှင်းစီကိုလုံးဝနားမလည်နိုင်တော့ပဲဆက်လျှောက်ထွေးပြီး ဇဝေဇဝါတွေဖြစ်လာပါတယ်။ဘာလို့တသမိမယူခြင်းရလဲ။အဲ့ဒီအတွက်အမြဲတမ်းစင်ညာတွေပဲပေးနေတယ်။ချစ်တယ်လို့ပါဇက်ကပြောပြီးငါ့အတွက် အချိန်လေးနဲ့တည်းတောင်မပေးဘူး။နှစ်ယောက်ကြာချစ်ချင်းမြတ်တာဟာဒီနေ့တခြားပျောက်ဆုံးလာပါတယ်။အခုဆိုနှင်းစီဟာဘာကောမှဘယူမဆိုင်တော့ပါဘူး။သူမရဲ့လုပ်ငန်းကိုပဲဂယူဆိုင်နေပြီးကောင်းမြတ်တဲ့သူညစာစားဖို့တောင် ချိန်မရှိတော့ပါဘူးဒါကြောင့်သူမိမမှာလှုပ်ဝက်ချက်တခုခုရှိနေလားလို့ကောင်းမြတ်တန်တဲ့ဝင်လာပါတော့တယ်ဒီလိုနဲ့ညနေခင်းတခုမှာ ကောင်းမြတ်ကနင်းစီရဲ့ဆိုင်ကိုလိုက်သွားတဲ့အခါနင်းစီဟာယောက်ျားတယောက်နဲ့စကားပြောနေတာကိုမြင်လိုက်ရပါတယ်သူတို့နှစ်ယောက်ဟာစကားတွေဖောင်လောက်အောင်ပြောပြီးပျော်ရွှင်နေကြပုံရပါတယ်ဒါဟာသူတို့လင်မယားနှစ်ယောက်စကားပြောတိုင်းရံဖြစ်နေတာနဲ့တော့ တအားကြီးကွာနေပါတယ်။ဒါကြောင့်ကောင်းမြတ်မကြေမနက်ဖြစ်လာပါတယ်။နှစ်ယောက်တူတူ ကောင်းမောင်းပြန်လာချိန်မှာကောင်းမြတ်ကနင်းစီကိုမေးပါတယ်။မမစောစောအလူကဘာလုပ်လဲ။တိတ်ရင်းနေတယ်လို့ပဲနော်။စကားပြောနေကြရလဲအရန်ရင်းရင်းနေနေပြုံးနေလိုက်ကြတာ။ငါတို့ဆိုရင်အမြဲရန်ဖြစ်နေကြရတာ။အိမ်မှာဆိုဘာမှပြုံးဆိုင်ဘူး။အပြင်ကလူနဲ့ကြပြုံးလို့ပြောလို့ အကောယူနေရလား तू ကကျမရဲ့မန်နေဂျာလေ Basically ပြောနေတာမဟုတ်ဘူးအလောက်ကိစ္စပြောနေတာအကောသိလားအကောကရံမဲစကျင်နေရလားကျမလဲနေတိုင်းရံဖြစ်နေရတဲ့ယူတော့မယ်သိရလားအလောက်ကြောင့်လဲစိတ်ပူရတယ်မိသားစုကိစ္စလည်းဒီလိုပဲအကောကကျမကိုဘာမှမကူညီချင်ဘူးလားနေစီဒီစကားကိုမင်းမဆက်ကပြောလိုက်မယ်လို့အကောမထင်ဘူး မင်းကကိုယ့်ကိုမကူညီဘူးလို့ဘယ်လိုမျိုးတွေးလိုက်တာလဲနေ့တိုင်းမင်းကိုကူညီပေးနေတာပဲငါကမင်းအလောက်ထပ်ပြီးအကုံနဲ့မိသားစုဘွားကိုတီထောင်စေချင်တာငွေကြေးကိစ္စကိုအကုံရှာပေးမယ်လို့ပြောထားပေးသားပဲဒါတော့မင်းကစီးပွားရေးကိုဇွတ်ချက်ချင်တယ်အခုလဲစီးပွားရေးကကောင်းနေတာပဲဘလောက်ထိမင်းကတိုးတက်ချင်သေးရလဲကောင်းဝတ်တွင်စကားများရံဖြစ်မှုကြောင့် နှစ်ဦးသားကားကိုလမ်းဘေးတွင်ရပ်ပြီးပြဿနာကိုရှင်းရန်ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့ငင်းကောက်နေစမှာပဲအရသမားတို့ကသူတို့ကားနာရောက်ရှိလာပါတယ်။ဟဲကောင်တွေမင်းတို့နှစ်ယောက်ကဘသူတွေလဲ။ဘာလို့ဒီမှာရန်လာဖြစ်နေကြရလဲ။အော်မင်းခေါ်လာလဲဆိုတော့ချောသားပဲကွာ။ငါ့ကိုနည်းနည်းထိပင့်ပေးပါလား။ မင်းတို့နှစ်ယောက်ပြေလည်သွားအောင်ငါလှုပ်ပေးပါမယ်။ထိုရသမားကသူ့ရဲ့ဇနီးကိုစော်ကားမော်ကားစကားပြောလာတော့ကောင်းမြတ်ကပေါ်ပြီးဒေါသထွက်ကထိုလူကိုပြန်ပြောလိုက်ပါလေ။ဟဲ့ကောင်မင်းတို့ရသမားကစော်စော်ကားကားဘာစကားတွေလာပြောနေရလဲ။ခွေ့တာထွက်သွားတာ။သူများကိစ္စလာမရှုံးနဲ့။အဲ့လိုပြောလိုက်တဲ့အခါရသမားလူငယ်ကအကြေမနက်ဖြစ်ကတနက်ကိုထုတ်ပြီးနှစ်ယောက်လုံးကိုပြည့်ရန်ချိန်လိုက်ပါလေ။ ထိုရာကိုမြင်တဲ့အခါကောင်းမြတ်ကချက်ချင်းဝင်တာပြီးနင်းစီကို ထွက်ပြေးရန်ပြောလိုက်ပါတယ်။နင်းစီဟာကြောင်ရောင်တောင်းလို့သွားပြီး အနည်းနာရှိရဲ့တောက်ထဲကိုထွက်ပြေးခဲ့ပါတယ်။နင်းစီပြေးလာရင်အရန်မောလာတဲ့အတွက်ခဏနားချိန်မှာကောင်းမြတ်ကလည်းသူ့နောက်ကနေလိုက်လာပါတယ်။နှစ်ယောက်ဟာ အမိုးသမားရန်ကလှုပ်အောင် အတူတူအတင်းပြေးနေကြရပါတယ်။နောက်ကအမိုးသမားကလာရင် တနတ်နဲ့ရမ်းပြစ်နေပါတယ်။သူပဇက်ကလည်းရက်လိုက်စမ်းရက်လိုက်စမ်းလို့အောင်းနေပေမဲ့သူတို့နှစ်ယောက်မရက်ရဲပါဘူး။နှစ်ယောက်သားတော်ထဲမှာအသက်လွပြီးပြေးနေကြရပါတယ်။ဒီလိုနဲ့ပြေးနေရင်သူတို့နှစ်ယောက်ဟာကဘာထိတ်တစ်ခုကိုရောက်ရှိတော့ပါတယ်။ဘယ်မှပြေးစရာလမ်းမရှိပဲထွက်ပေါက်ပိတ်တော့ပါတယ်။သူတို့နောက်မှာအမိုးသမားကလည်းနီးကပ်လာပါပြီ။အဲ့ဒီချိန်မှာ ကောင်းမြတ်ဟာသူမိမကိုလက်ကြည့်ပြီးနှစ်ယောက်ခုံချရမယ်လို့ပြောပါတယ်။နှင်းစီကအစားတော့အရန်ကြောက်နေပေမဲ့ခုံချဖို့သဘောတူလိုက်ပါတယ်။ကောင်းမြတ်ကသူတို့နှစ်ဦးတင်းရင်တည်သွားနိုင်တယ်ဆိုတဲ့အတိအကျောင်းနောက်ဆုံးစကားအနေနဲ့သူဟာနှင်းစီကိုအရန်ချစ်တယ်။နှင်းစီဟာသူ့ဘဝတစ်ချောင်းလုံးအတူရှိကျင်တဲ့တဦးတည်းသောမိန်းကလေးဖြစ်တယ်လို့ပြောလိုက်ပါတယ်။ ပြောပြီးရနောက်သူမိမကိုပြစ်ဖက်ပြီးနှစ်ယောက်သားကြောက်ထဲကိုခုံချလိုက်ကြပါတယ်။ဒီနောက်ပိုင်းသူတို့နှစ်ယောက်ဘဝဘလို့ဖြစ်သွားမယ်သူတို့မသိကြပါဘူး။ထိုခိုက်တန်းအဆပြီးသူတို့နှစ်ယောက်အသက်ရှင်မယ်မရှင်မယ်မသိကြတော့ပါဘူး။သူတို့လုံနိုင်တာကနောက်ဆုံးချိန်မှာချီရတဲ့သူရဲ့မျက်နှာကိုအကြာကြီးကြည့်နေကြဖို့ပါပဲ။ကံကောင်းရင်တော့သူတို့နှစ်ယောက်ခုံချလိုက်တဲ့ကြောက်က မြစ်တမ်းကိုကျသွားခြင်းဖြစ်ပါတယ်။ဒါပေမဲ့အမြင့်ကမြင်လွန်းလာကြောင်းနှစ်ယောက်လုံးတန်ရာအပြင်းထန်ရကြပါလေ။မနက်မိုးလင်းတော့ရွာလေးတူရာကလူငယ်တယောက်ဟာတဲတမောင်မှာထိုလင်မယားနှစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုမြင်တော့ရွာကလူကြီးတွေကိုခေါ်ပြီးအကူအညီတောင်းပါလေ။သူတို့နှစ်ယောက်ဟာရွာသားတွေရဲ့ကူညီမှုနဲ့ဆေးရုံကိုရောက်ရှိခဲ့ပါတယ်။ဆေးရုံမှာလားနဲ့ချီကူတာပြီးတိတ်မကြခင်မှာပဲ သူတို့နှစ်ယောက်ရဲ့အချင်းတွေပုံမှန်ပြန်ဖြစ်လာပါတယ်။အရင်လိုသူတို့အတူတူပြန်လည်နေထိုင်လာကြပါတယ်။အဲ့ဒီနေ့ကတေဘေးကိုနဖူးတဲ့သူတွေတွေ့ပြီးရခံပါတော့နှင်းစီတယောက်သဘောပေါက်သွားပါပဲ။လူဘဝဟာဘလောက်တန်ဖိုးရှိလဲ။မတည်မြဲတဲ့လောကကြီးမှာအသက်ရှင်လျက်အတူတကွာရှိနေကြစဉ်တယောက်ကိုတယောက်တန်ဖိုးထားရမယ်။တေမနောင်တရနေလဲပို့ပဲ။ ်ချစ်ရသူများသေသွားခဲ့ရင်ရှားထားတဲ့စီးစိမ်ဥစ္စာတွေဘလောက်များများကိုချစ်ရသူတော့အစားပြန်ဝယ်လို့မရနိုင်တော့ဘူးဆိုတာသေချာသဘောပေါက်သွားပါတယ်။အဲ့ဒီနေရာစပြီးသူဆိုင်ကိုစီမံခန့်ခွဲဖို့မန်နေဂျာတူထန်ငားလိုက်ပါတယ်။ဒီမကိုယ်တိုင်ကတော့လင်ဖြစ်သူကောင်းမြတ်အတွက်အင်ရှင်မတာမွန်နေကိုကျေပြွန်အောင်ဆောင်ရွက်နေခဲ့ပါတော့တယ်။အဲ့ဒီနေရာစပြီးသူတို့နှစ်ယောက်ရံမဖြစ်ကြတော့ပဲ တယောက်ဆန္ဒကိုတယောက်ဦးစားပေးကပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်။